အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုကိစ္စမှာတရုတ်ပါဝင်ကကြောင်းပြောဆိုနေတဲ့မြမအရေးဂျားဝင်ဆွတ်ဖတ်မှုမရှိမှုကိုဆက်လက်ကျင့်သုံးနေကြောင်းတရုတ်ပြောခွင့်ရပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ကိုကတန် MNDAA သိမ်းပိုက်ထားသောရှမ်းပြည်မြောက်ပိုင်းကလာရှိုမြို့ကိုတရုတ်ပြည်အားကြောင့်အာဏာသိမ်းစစ်ကောင်စီထံပြန်လည်လွှဲပြောင်းပေးနေသည်ဟုဒေသခံများကပြောဆိုနေချိန်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရကမြန်မာအရေးဂျားဝင်ဆက်ဖတ်မှုမရှိမှုကိုဆက်လက်တင်သုံးနေသည်ဟုပြောပါရင် တရုတ်နိုင်ငံဂျာယီဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဂိုဂျာကန်ကယမန်နေ့ဧပြီ22ရက်ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များမိမျက်မှုအပေါ်ရင်းခဲ့သို့တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်ပါသည်ဂိုဂျာကန်ကတရုတ်နိုင်ငံအနေနဲ့မြန်မာကသက်ဆိုင်ရာအစုအဖွဲ့တွေကိုနိုင်ငံရေးပြည်လဲတင်းမြတ်ဖို့နဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြည်လဲစတင်နိုင်ဖို့မိတ်ဆွေသဘောနဲ့တာအကြံပြုပေးနေတာဖြစ်ပါတယ်လို့ပြောပါတယ် ဧပြီလ19ရက်နေ့ကလာရှိုးမြို့ရဲကိုစစ်ကောင်စီဝင်းနေအချို့နဲ့တရုတ်အထူးတန်တမန်တိတ်ရွှီကျင်းတို့ရောက်ရှိလာပြီးဧပြီ21ရက်နေ့တွင်နောက်ဆုံးထားပြီးကိုကတ်တဲ့ MNDAA ကစုခွာပေးရမယ်ဟုတရင်းကြီးမြများကပြောဆိုထားကြသည်လာရှိုးမြို့အားစစ်ကောင်စီထံလွှဲပြောင်းပေးဖို့တရုတ်အထူးတန်တမန်ကဂျားဝင်ဆောင်ရွက်နေကြောင်းနဲ့အုတ်ချုပ်ရည်နဲ့ပတ်သက်ပြီးစစ်ကောင်စီနဲ့ MNDAA တို့ဆွေးနွေးနေကြသည်ဟုဒေသခံများတရင်ရင်းမြများကပြောဆိုထားပါရယ် လာရှုံမျိုးအားစစ်ကောင်စီတန်းပေးလိုက်ရခြင်းအပေါ်ကိုကန်တန်း MNDAA ကပြောပုံအင်အားမရှိကြောင်းမီဒီယာများကိုတုံ့ပြန်ထားပါရယ် MNDAA လာရှုံမျိုးပြန်လေထူထောင်ရေးတာဝန်ခံကဘာမှပြောစရာမရှိပါဘူးပြောဖို့လည်းအားမရှိပါဘူးလို့တုံ့ပြန်ထားပါရယ်လာရှုံမျိုးအားစစ်ကောင်စီတန်းပြန်ပေးလိုက်ရခြင်းအပေါ်ဟုံမဟုတ်မှန်မမှန်တော်လန်ရေးအင်အားစုများကြားပြောဆိုနေကြခြင်း MNDAA တုံ့ပြန်ခြင်းမှာဟုံမှန်ကြောင်းအတည်ပြုနိုင်သည် ။ယမန်နေ့ဧပြီလ22ရက်နေ့တွင်လာရှိုးမြို့အတွင်းစိုက်ထူထားသော MNDAA အလံကိုပြန်လည်ထုတ်ချထားကြောင်းလည်းလာရှိုးမြို့ကများကပြောဆိုထားကြသည်။ထို့သောလည်းလာရှိုးမြို့အုပ်ချုပ်ရေးပုံစံမှာမြည်သည့်ပုံစံမျိုးဖြစ်လာမည်ကိုတိတိကျကျမထွက်သေးကြောင်းနဲ့တရုတ်အထူးတန်တမန်ကိုအလဲမှထားပြီးစစ်ကောင်စီကိုယ်စားလှယ်များနဲ့ကိုကက်ကိုယ်စားလှယ်များယနေ့တွင်ထပ်မံဆွေးနွေးကြမည်ဟုလည်းသတင်းထွက်ပေါ်နေသည်။ ဆက်လက်ပြီးပေါင်းတယ်မြို့နယ်နဲ့မိုးပြင်းမြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွားပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးကလက်နက်နှစ်လက်နဲ့ခရဲန်တချို့တင်စီရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ပဲခူးတိုင်းပြီးခရိုင်ပေါင်းနယ်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်းမှထွက်လာသောစစ်သားရဲများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာနှစ်ဦးသေဆုံးခဲ့ကြောင်းအမှန်3601တပ်ရင်းစစ်ထောက်လိုင်းရင်းနဲ့တရင်ပြန်ကြားရေးတာဝန်ခံရှယ်တို့ကတရင်ဌာနသို့ပြောကြားပါရယ် ရှမနီဧပြီလ21ရက်မိုးလွဲ2နာရီ30မိနစ်ကပေါင်းတိုင်မြို့နယ်မှတ်တိုင်ရဲစခန်းမှာအကြံဖက်စစ်သားရဲ14ဦးသည်စိုင်းကဲ9စီးဖြင့်တောက်ကြီးတောင်ဂိတ်ပတ်သို့ရိတ်ခါရှာရန်ရှေ့ပြေးထွက်လာစဉ်ပေါက်တော်ကြီးရွာနှင့်အက္ခရာဖိကွက်တစ်ကြားတံတားအနီးအရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှမိုင်းခွင်း2ခွင်းမိုင်း6လုံးဆွဲ၍တိုက်ခိုက်ခဲ့ကြထို့သောမိုင်းဆွဲတိုက်ခိုက်မှုအတွင်စစ်သားရဲနှစ်ဦးနေရာမှာပင်ပွဲချင်းပြီးတိုက်ဆုံပြီး၅ဦးထဏ်ရာရရှိခဲ့ကြောင်းသိရပါသည် ဆိုင်ကယ်တွေနဲ့အတူလဲကျသေးဆုံးနေတဲ့အလောင်းတွေကိုညနေ3:00နာရီခွဲလောက်မှာမှတ်တမ်းရေးစကန်ကနေကားနဲ့လာပြီးတည်သွားတယ်။ပောက်တော့ဘက်ကိုတည်သွားတာပါ။တည်တဲ့သူတွေကိုပောက်တော့တက်ထဲမှာတကြိုတယ်။တန်ရာရတဲ့သူတွေကိုတော့မှတ်တမ်းစေးရုံမှာတင်ဖို့ကူတာထားတယ်လို့သိရပါတယ်ဟုအမတ်3600တက်ရဲစစ်ထောက်လိုက်ရင်တရင်ပြန်ကြရေးတာဝန်ခံရှယ်တို့ကတရင်ဌာနသို့ပြောကြားပါတယ်။ အစိုးရတိုက်ခိုက်မှုကိုပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှန်3600တက်တရင်မှာရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်လက်အောက်ခံရဲများကလက်နေငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့တော့လေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အလားတူရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်မိုးပြင်းမြို့အတွင်သို့စစ်တောင်းထိုးဝင်ရောက်လာသောစစ်တပ်ကိုတိုက်ခိုက်ခဲ့ရာစစ်သားသုံးဦးထပ်မံနေသေဆုံးပြီးလက်နက်နှစ်လက်သိမ်းစီရရှိခဲ့ကြောင်းကယန်းနေရှင်နယ်အာမီကသတင်းထုတ်ပြန်ပါတယ် ဧပြီလ18ရက်နေ့ညပိုင်းမိုးပြဲမြို့အခြေဆိုင်အကြံဖက်စစ်ကောင်စီ၏ခမရ224တရင်မှစစ်သားအင်အား30ခန့်ဖြင့်မိုးပြဲမြို့တွင်သို့စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့်ကရင်ပြည်တော်လန်ရေးပူပေါင်းတပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါသည်။ရင်တိုက်ပွဲအတွင်းစံဖက်စစ်သား3ဦးထပ်မံတည်ဆုံးကအများအပြားဒဏ်ရာရရှိပြီးပြန်ဆုတ်ပြေးသွားကြောင်း တိုက်ပွဲဖြစ်ပွားရနေရအောင်မင်းကြီးရှင်လင်းစဉ်စစ်ကောင်စီတပ်သားများကြံခဲ့သည့် MA1 အမျိုးအစားတနက်နှစ်လက်နဲ့ခရဲညာတင်စီရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတရဲနေရှင်နေအာမီအပါဝင်ကရင်ဒီဒေသအခြေဆိုင်တော်လရေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လရေးပူပေါင်းတပ်ဖွဲ့မှအထူးတိုက်မရှိခဲ့ကြောင်းမိုးပြင်းမြို့တွင်တိုက်ပွဲများပြင်းထန်နေသောကြောင့်ပြည်သူများအနေဖြင့်အထူးသတိပြုသွာလာနေထိုင်ပေးကြပါရန်တိုက်တွန်းထားပါသည် ဆက်လက်ပြီးကောကရိတ်နှင့်နောင်ချုံမြို့နယ်တို့တွင်စစ်ကောင်စီကလေကြောင်းဖြင့်ဘုံကျဲချခဲ့ပြီးဓာတ်ရုပ်အစိမ့်ဝေဘုံနှင့်ပေါင်900ဘုံများအသုံးပြုတိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်တောင်ကြိုင်ကြီးရွာအုပ်စုလောင်ကန်ရွာလမ်းမနှင့်ကော့ဖောင်ရွာအောက်ချမ်းဘက်သို့စစ်ကောင်စီတပ်ကဂျက်တိုက်လီရင်များဖြင့်ပေါင်900ပုံများတဲချတိုက်ခိုက်ခဲ့ကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါရယ်။ယမန်နေ့ဧပြီလ22ရက်နေ့မော်လဲနနာရီခွဲအချိန်ကော့ကရိတ်မြို့နယ်တောင်ကြိုင်ကြီးရွာအုပ်စုလောင်ကန်ရွာလမ်းနှင့်ကော့ဖောင်ရွာအောက်ချမ်းသို့စစ်တပ်တိုက်လီရင်နှစ်စီးဖြင့်ပေါင်900ပုံနှလုံးတဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ ေါင်900ဘုံတွေဆိုတော့တော်တော်လေးတုံခါသွားတယ်။တမိန်တို့ရွာပန်းလောင်ကန်ရွာလမ်းဘေးမှာတိုက်တန်းဆိုင်ကန်းတစ်ဆောက်ထားတယ်။အနောက်ဖက် rubber ချန်တဲ့ဘုံချရောက်ပါခွဲတာလူတော့မကြည့်ဘူး။ အဲ့ဒီတိုက်တန်းဆိုင်ခန်းတစ်တော့ပြက်စီးတာပေါ့လူမနေရသေးလို့လူနေနေပြီဆိုရင်လူတွေပါဒီမှာမလွယ်ဘူးနောက်တစ်လုံးကကော့ဖောင်ရွာအောက်ထမ်းဘက်မှာကြာတယ်ထိခိုက်တာတော့မတိရသေးဘူးဟိုသမိန်ထွတ်ကြီးရွာမှာဒေသခံပြည်သူတို့ကပြောဆိုပါတယ်ကော့ဂရိတ်တွင်စစ်ကောင်စီကဧပြီလ22ရက်နေ့တရက်လောနေချောင်းတိုက်ခိုက်မှုပေါင်း20ဝန်းကျင်ဖြင့်ဘုံလုံးရေ90ခန့်ကျေကျခဲ့ကြောင်းကော့ဂရိတ်အခြေပြုတော်လှန်ရေးတရင်ရင်းမြစ်ကဆိုပါတယ် အလားတူရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်တောင်ခန်းကြီးရွာအနီးတစ်ဝိုက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဓာတ်ရုအစိမ့်ငွေဘုံကျဲချတိုက်ခိုက်ခဲ့ရာတော်လန်ရေးတပ်ဖွဲ့ဝင်အချို့ဓာတ်ရုအစိမ့်တင်ပြီးမိုးဝေအော့အန်ဝေဒနာခံစားခဲ့ရကြောင်းဓနုပြည်သူလွတ်မြောက်ရေးတပ်မတော် DPLA ကသတင်းထုတ်ပြန်ပါတယ် ဧပြီလ20ရက်နေ့မော်လဲတနားရီခန့်တွင်နောင်ချိုမြို့နယ်တောင်ခမ်းကြီးရွာအနီးတစ်ဝိုက်ရှိဒနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် DPLA နဲ့မဟာမိတ် TNL တပ်ဖွဲ့ဝင်များလှုပ်ရှားရာနေရာကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဓာတ်ရုပ်အစိတ်တံငွေပုံတုံးလုံးညနေ3:00နာရီ6မိနစ်တွင်ဓာတ်ရုပ်အစိတ်ပုံ၄လုံးအသုံးပြု၍ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထို့သောဓာတုအစိမ့်ငွေပုံများဖြင့်ကျဲကြတိုက်ခိုက်မှုသာအစိမ့်ငွေရှူဆိုင်မိသောရဲဘော်များမှမူးဝေအော်အန်ခြင်းပေးပောင်ကြခြင်းဝိဒင်အားများခန်းစားခဲ့ရပါသည် အကြံဖတ်စစ်ကောင်စီကအပြည့်အသည့်ဟုကြေညာချတော့လေနိုင်ငံတကာကအားမြစ်ထားသောအစိတ်ထငွေပုံများကိုအသုံးပြု၍အချိန်ချင်းတိုက်ခိုက်လျက်ရှိကြ။ တောင်ခန်းတွင်သာမကအခြားတော်လိုက်ရေးတက်များရှိသောနေရာတွင်လည်းမကြခဏတိုက်ခိုက်နေသည်ကိုတွေ့မြင်နေရသော DPLA ကပြောဆိုထားပါသည်တောင်ခန်းကြီးရွာတွင်စစ်ကောင်စီတပ်ကလေရင်ဖြင့်ဘုံများတည်တာခြင်းလက်နက်ကြီးများပစ်ခတ်ခြင်းနှင့်အစိတ်တံငွေဘုံများအသုံးပြု၍ထိုးစစ်ဆင်ပြုလုပ်နေမှုကြောင့် TNLA BPLA တပ်တော်နှင့်စစ်ကောင်စီတပ်များအကြားယနေ့အချိန်ထိတိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပါသည် ဆက်လက်ပြီးအေယဝတီတိုင်းမှာစစ်မှုထမ်းစုဆောင်ခံရသောလူငယ်များကိုအပတ်စဉ်စနစ်အတွက်ပို့ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ဒီအဝတီတိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်စုဆောင်ထားရှိသောလူငယ်များကိုပြည်သူ့စစ်မှုထမ်းအမတ်စဉ်စနစ်အဖြစ် AP 20ရက်ကတင်နန်းများကိုစတင်စေလုပ်ခဲ့ကြောင်းသိရပါတယ်။အာရမစုဆောင်ထားတဲ့လူငယ်200ခန့်ကိုအေယဝတီရန်ကုန်ဘကိုစသည်စစ်တပ်နန်းကြောင်းများသို့စစ်ကောင်စီမှလုံခြုံရေးယူကပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ အကြောင်းမကြားပဲအုပ်ချုပ်ရေးမှုတွေခေါ်ထားတဲ့သူတွေရဲ့ငွေယူပြီးလိုက်တဲ့သူတွေလည်းများတယ်ဟုစစ်ကောင်စီတန်းနဲ့နှိစက်သူတို့မှတရင်ဌာနသူပြောပါရယ်။တင်းနှန်းတက်ရောက်မိသူများကိုအယာဝတီတိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုမှလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာများမှတရင်ထုတ်ပြန်ထားပါရယ်။စစ်မှုတန်းတင်တန်းတက်ရောက်ပြီးရှီတန်းတို့ပို့ဆောင်ရာတွင်ပိတ်ဆုံးမှုများလာသဖြင့်စစ်သားစုပေါင်းရာတွင်ဖက်ပြီးတိမ်းရှောင်လာသောကြောင့်ရက်ွက်နှင့်ကြီးရွာများတွင်အကြောင်းမကြားပဲခေါ်ယူခံရသူများနှင့်ငွေယူပြီးလူစားထိုးခံရသူများများပြားလာကြောင်းသိရပါသည်